ဒီနေ့နိုမာလာ၁၇ရက်နေ့ပြည်ရင်းမှာဖြစ်ပွားနေတဲ့အထက်ကထူးခြားသတင်းတွေအကြောင်းကိုတော့သတင်းမှတ်တမ်းတွေရယူနေတဲ့သတင်းတော်မတ်တီရီကိုဆက်သွယ်မြင်မြန်ကြည့်ပါမယ်။မင်္ဂလာပါမတ်တီရီရေဒီနေ့သတင်းတွေရယူနေတဲ့ထူးခြားသတင်းတွေနောက်ဆုံးရသတင်းတွေတွေကဘာလို့များပြပြချင်တာရှိမလဲရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့မှာတော့မြန်မာစစ်တပ်ရဲ့ရာဇဝရာဇဝမှုတွေနဲ့ပတ်သက်ပြီးတော့တံခတ်ပိတ်ဆို့မှုတွေချမှတ်ခံထားရတဲ့မြန်မာခရိုနီဘန် UAB နဲ့မိဖက်လုံဆောင်နေရာတွေပြုလုပ်ထားတဲ့အပေါ်ကိုစုံစမ်းမေးမြန်းထားတဲ့ပေးစာကိုတုတ်ပြန်ခြင်းမရှိတဲ့အတွက်ပေါ့နော်ဒီ Justice for Myanmar အပါအဝင်အဖွဲ့အစည်းခြားခုကဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB ကိုပြစ်တင်ဝေဖန်တဲ့ထုတ်ပြန်ချက်ဆောင်ထုတ်ပြန်ထားတွေ့ရပါတယ်ရှင်ဒီထုတ်ပြန်ချက်ထဲမှာဆိုရင်တော့ JCB အနေနဲ့စစ်အုပ်စုရဲ့လေယာဉ်စီထောက်ပံ့ရေးကွင်းဆက်မှာ ပါဝင်ပတ်သက်နေတဲ့ဒဏ်ခတ်ပိတ်ဆို့ခံခရိုနီပိုင်ဘန်နဲ့မိဖက်ပြေဆက်လက်တရှိနေရကလက်မခံနိုင်ကြကိစ္စဖြစ်တဲ့စေအုပ်စုကသူတို့ရဲ့အတူအောင်ရွေးကောက်ပွဲမတိုက်ခင်နိုင်ငံတော်ဝန်လေချောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုံ့ဆော်နေတယ်မှာတော့သူတို့ရဲ့ဆက်ဆံရေးတွေကဆက်လက်တရှိနေတယ်။ JCB အနေနဲ့ဆက်လက်ပြီးတော့ရင်ကုန်နှုတ်ပိတ်နေဖို့မဖြစ်နိုင်တော့သလို ပုံမှန်အတိုင်းစီးပွားဆက်ဆံမှုတွေလှုပ်ဆောင်မှုရလည်းဖြစ်နိုင်တဲ့အတွက်ဒီစစ်စစ်ကောင်စီထုတ်ပြန်ချက်တွေကိုစန့်ကျင်ပြီးတော့လိုက်နာရမယ့်နိုင်ငံတကာလူ့ခွင့်ရေးတာဝန်တွေကိုမလိုက်နာပဲနဲ့မြန်မာနိုင်ငံတွင်းရာဇဝတ်မှုတွေကိုကူညီဖိအားပေးနေတဲ့စီးပွားရေးလုပ်ငန်းတွေကိုကူညီထောက်ပံ့တာတွေမပြုလုပ်ဖို့အတွက် Justice for Myanmar ကတာဝန်ရှိသူကပြောကြားထားပါတယ်။ဟုတ်ကဲ့ပါနောက်ထပ်ပါသတင်းတွေပြောပြဖို့ရှိအောင်မရှင်။ဟုတ်ကဲ့ပါရှင်နောက်ထပ် သတင်းတစ်ခုအနေနဲ့ကလည်းတရုတ်နိုင်ငံအားအင်တာနက် ကန့်သက်ခံရမှုပါပေါ့နော်ပထမဆုံးဖြစ်ပြီးတော့မြန်မာနိုင်ငံကတော့ဒုတိယနေရာမှာရှိနေရလို့အတန်အဖွဲ့ကဒီညနေမှာထုတ်ပြန်ကြတဲ့ဆောင်ထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်ရှင်ဒီတစ်ဖက်မှာလည်းစစ်ကောင်စီကအာဏာသိမ်းပြီးစကြရပါပေါ့နော်သတင်းချက်လက်စစ်ဆေးမှုကိုနှောင့်နှေးစေဖို့အတွက်နိုင်ငံဒုံကမြို့နယ်အချို့ကိုဒီအင်တာနက်ပိတ်ဆို့တာတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒီလက်ရှိမှာတော့အင်တာနက်အပြတ်တောက်ခံရတဲ့မြို့နယ်တွေသာမကပဲပေါ့နော်။ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာပါအင်တာနက်လိုင်းနှေးကွင်းနေရာတွေကြောင့်သတင်းချက်လက်စစ်ဆေးမှုတွေနှောင့်နှေးနေရလို့မြို့ကနေကပြောကြပါတယ်ရှင်။ ဟုတ်ကဲ့ပါခုလိုမျိုးသတင်းတွေကိုပြပြပေးသွားတာကျေးဇူးတင်ပါတယ်။ကဲ့ပါခုသတင်းတွေအခုတော့သတင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မရှင်။ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ကိုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်